မှာသချင်းဆိုတာတော့ဘာလို့ဆိုနည်းနည်းဟိုအတန်းထွက်မလာဘူးပေါ့နော်အိုက်စင်ပေါ်ရောက်လို့ရှိရင်အတန်းထွက်မလာဘူးဆိုတော့ဟိုအဲ့ဒီပွဲလေးကဘယ်လိုဖြစ်လို့လဲမသိဘူးမူတွေပါဝင်သွားတာအဲ့ဒါအောက်ကအပီပရိသတ်ကြောင့်လည်းစိုက်ပါတယ်ကျွန်တော်တို့မှာဒါစင်စင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအဲအခြေအနေရတယ်အရင်သိချင်တာဆိုတော့ဒီအောက်ကကျွန်တော်ရဲ့ပရိသတ်တွေကလည်းအောက်ကနေအပေးရှာတယ်အဲ့တော့ဆိုရတာအရှိရော အဲ့တချင်းကတော့ကျွန်တော်တို့ဒါမိုင်းစူးတက်ထွက်ရှေးတိုင်းပေါ့နော်သူမွေးနေပွဲလေးဖိတ်တယ်ဖိတ်ပြီးတော့ဒါညပိုင်းတင်တာစားတဲ့အချိန်ပေါ့နော်အဲ every third နဲ့ကိုဆူတေးတို့လည်းပါတယ်ပေါ့ဒါကို heavy few တို့အဲ့တို့တွေနဲ့ဒါညပိုင်းအစီအစဉ်လေးပေါ့နော် therapy တင်ဆက်ပေးပါအောင်ဆိုတော့ကောင်းလေးရဲ့ဒါကျွန်တော်လည်းကိုအမကြီးဆိုတော့ဟိုညိုင်းပေါ့နော်အပြောအပြောလေးသေးသေးပွဲလေးအဲအဲ ။ဒါသရှင်လေးဆိုလိုက်လို့ရှိရင်လည်းနည်းနည်းအဲလက်ဆောင်ဆိုပေးတာပေါ့။ဟုတ်ကဲ့အဲ go ahead နဲ့သရှင်ဆိုပေးတာပါ။ဒါအဲ့လိုမဟုတ်ပါဘူးမဆူတာလည်းကြာပြီဆိုတော့ခုမှပြန်ပြီးတော့ဒါလေ့ကျင့်ယူနေရတော့ဟောအစင်ပူပြတာပေါ့နော်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်အဲဒီစင်ပေါ်မှာသင်းဆိုတာဘာလို့ဆိုနည်းနည်းဟို under than ဖြစ်တယ်လေ under than ဖြစ်တယ် အဲ့ဒါနဲ့အဲ့လိုပေါ့အတန်းထွက်မလာဘူးပေါ့နော်အဲ့စင်ပေါ်ရောက်လို့ရှိရင်အတန်းထွက်မလာဘူးဆိုတော့ဟိုအဲ့ဒီပွဲလေးကတော့ဘယ်လိုဖြစ်လို့လဲမသိဘူးမူတွေပါဝင်သွားတာအဲ့ဒါအောက်ကအပိပြိသက်ကြောင့်လည်းစိုက်ပါတယ်ကျွန်တော်တို့မှဒါစင်စင်ကြောက်တဲ့ဟာနည်းနည်းအခန့်ရှိတာတော့လေကိုဆိုလိုက်လို့ရှိရင်အောက်ကအဲအချိန်လေးကလည်းအရင်သိချင်တာဆိုတော့ဒီအောက်ကကျွန်တော်ရဲ့ပြိသက်တွေကလည်းအောက်ကနေအပိရှာတယ်အဲ့တော့ကိုဆိုကတော့အားရှိတော့ You may know your name, call it, you choose a name. ကျွန်တော်တို့ကဟိုတစ်ခုပြီးတစ်ခုအစ်စ်ဆန်းတွေကိုဒါဖန်တီးခြင်းနေတဲ့သူတွေသူဆိုတော့လေကျွန်တော်ရဲ့ပုံစံနဲ့ဒါအနုပညာရှင်ဆိုတာလေလူပညာနဲ့ပတ်သက်သမျှကိုလေအားလုံးကိုခံစားပြီးတော့ဟိုပြည့်လုံနိုင်မယ်လို့ပေါ့နော်ဟိုခံယူထားရတယ်ပေါ့ဒါအနုပညာရှင်ဆိုတာဒါကျွန်တော်သေယောဆောင်နေမဟုတ်ဘူးပေါ့နော်ဒါတခြားဟိုလက်မှုပညာတွေရှိတယ်ဒါတီးမှုတ်ဒါဖြော်ပြတဲ့ဟာတွေရှိရပေါ့နော်ဒါတွေပေါ့ကွာဟိုတက်ထားအောင်ပေါ့နော်ကျွမ်းကျင်အောင်လို့ဒါလှုပ်ရှင်တဲ့စံနာလေးရှိတယ် အဲ့တော့အခုကျွန်တော်ဒါအချင်းလေးတပုံးနှစ်ပုတ်ပရိသတ်ကိုဖျော်ဖြေပြီးတဲ့အချိန်မှာလည်းအခုရလိုအပ်ချက်လေးကြီးလည်းတွေ့ခဲ့တယ်ပေါ့နော်ဟိုဘလို့ကိုဒါအကောင်းဆုံးပြန်ပြင်ဆင်မလဲဒါဂလိုဘလဘလိုမျိုးအကောင်းဆုံးဒါချပြမလဲဆိုတာပေါ့နော်ဒါလေးလည်းဟိုလမ်းလေးတွေတွေ့ခဲ့တယ်ပေါ့နော်ဘာလေးကိုအမားလေးလည်းတွေ့ခဲ့တော့နောက်ဆိုလည်းဒါစင်ကြေပြင်ဆင်ပြီးတော့ဒါပြီးချပြပါအောင်မယ်တဲ့အဲ့ဟိုအမြင်တိုင်းကြီးတော့စိုးမယ်လို့တော့ဒါ တန်လေးထန်တော့မချတာဘူးနော်စင်းတော့မစင်းတာမစင်းတာတော့တချို့ပွဲလေးတွေပေါ့ကြုံကြိုက်လို့ရှိရင်ဒါဖြုတ်ပြီးပြပါမယ်ဟိုဝမ်းစာတော့ကျွန်တော်တို့ကဟိုအမြဲတမ်းရှာနေရလေဟိုဝမ်းစာရှာရတယ်ကျွန်တော်တို့ဒီဟိုတရုတ်ဆောင်ဖြစ်ဖို့ပေါ့နော်ဒါတရုတ်ဆောင်ကောင်တရားဖြစ်ဖို့အတွက်အချက်လက်တွေကျွန်တော်တို့လိုက်ရှာရတယ်ပေါ့နော်ဒီတိုင်းကျင့်ကြံနေထိုင်ရတယ်ပေါ့ဟို ီးတော့ကျွန်တော်တို့ဒါ idea ပေါ့နော် idea တွေကလည်းဒီတခုခုမလုပ်ခင်မှာအကျိုးပြီးတော့စဉ်းစားထားတာကောင်းတယ်ဗျဒီအခုဖြစ်အခုလုပ်ဆိုလို့ရှိရင်ဒါလိုအပ်ချက်လေးတွေရှိသွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီအခုနောက်ပိုင်းတော့ကျွန်တော်အလုပ်လေးတွေလုပ်ဖြစ်လို့ရှိရင်တည်တည်ချာချာလေးဒါစီစစ်စီစဉ်ပြီးတော့မှဟိုလုပ်ဖြစ်လာတယ်ပေါ့နော်ဟိုဒါလေးကတော့အခုနောက်ပိုင်းကိုယ့်ရဲ့ပြင်ဆင်မှုလေးပေါ့ ဒီဆိုင်လေးကတော့ဒါကျွန်တော်ကိုယ်ရဲ့ဆိုင်ပေါ့နော်ဆိုင်နေဆိုင်နေများရေတူကြီးပေါ့ရေတူကြီးပါရလဲရေပွဲလားကင်းမွန်လားကနန်းလားဒါပင်းနေစားအစုံဒါရောင်းနေဆိုင်ပေါ့ဟုတ်ဒီဆိုင်လေးကိုသဘောကျမိတဲ့အချက်တွေကြတော့ဒီဆိုင်ကကျွန်တော်တို့ဟိုတောင်တန်ဟိုဟိုတိတ်မတွေ့ရတဲ့ဆိုင်မျိုးပေါ့နော်ဒါဘာလို့တိတ်မတွေ့ရလဲဆိုတော့ဒီဆိုင်ပစ္စည်းတွေအကုန်လုံးကဒါကျွန်တော်တို့နိုင်ငံခြားကို export တင်သွင်းတဲ့ပစ္စည်းတွေပေါ့နော်ဒီကိုကြီးကြတော့ ဟိုငါလုပ်ငန်းလုပ်တာလေသူတို့ဒီပစ္စည်းတွေကိုဒါ export တင်တယ် export တင်တဲ့ဂျားထဲမှာဒီမှာသူတို့ကစိုင်နဲ့စိုင်ဖွင့်နေတယ်တဲ့ဖွင့်နေတယ်ဆိုတော့ဒီလိုရေသူကြီးဖြစ်လာပါဗောနော်ဒီဆိုင်မှာကြာရင်ကျွန်တော်ကြောက်ပစုံနေအာဒါဒါပင်နေသားတွေဗောနော်ဒီပစုံဆိုတဲ့မျိုးစုံရှိတယ်ဒါအဲထဲမှာအမားတို့တွေ့ရမှာပါအာဒါတွေကိုကျွန်တော်တို့ဒါပစ္စည်း quality ရာလဲဟိုကြည့်လိုက်လို့ရှိရင်ဒါအပြင်မှာတိတ်မြင်တွေ့နေကြမဟုတ်လေဒီပင်နေသားဆိုတာကျွန်တော်တို့ macro တို့ဘာတို့မှာဒါကိုသွားဝယ်ရတယ်ဗောနော်ဟိုဒီကအခုဆိုတော့ဒါအပြင်ဆိုင်လေးပေါ့ တို့စီဝိုင်းရဲ့အာဒီအလောက်ကပဲထွက်တဲ့ပစ္စည်းတွေကိုဒါလက်လက်ဆက်ဆက်ရောင်းချပေးတယ်ပြီးတော့ဈေးနှုန်းတွေဆိုလို့ရှိရင်လည်းဒါကျွန်တော်တို့ဒါ3ရက်ပေါ့နော်ဒီနေ့30ရက်နေ့တရက်နေ့2ရက်နေ့နောက်တော့အော်တိုဘာ1ရက်နေ့2ရက်နေ့အထိဒါ30ရာခိုင်နှုန်းဒါကျွန်တော် discount ချပေးထားပါတယ် discount ချရင်လည်းမဟုတ်ဒီ discount color ပြီးွားရင်လည်းဒီကပစ္စည်းတွေကဟိုကျွန်တော်တို့အပြင်ကဟိုဈေးတွေမတူအောင်ပေါ့နော်ဟိုအလူတန်းသားမရွေးဒါဝယ်စားနိုင်အောင်လို့ကျွန်တော်ဒါစီစဉ်ပေးထားပါတယ်အဲ့တော့ဒီဇိုင်းလေးကိုလည်းဒါဟို တစ်ခေါက်လောက်တော့လာရောက်ပြီးတော့ကြီးစုစီခြင်းနဲ့ပေါ့နော်အဲပင်လယ်သာကြိုက်တဲ့ကျွန်တော်တို့အဲပိသက်ကြီးရောဒီရေသူကြီးအာဒီဆိုင်ဆိုင်လေးပေါ့နော်လာရောက်ပြီးတော့ဝေယူစားသမ်းကြပါအောင်လို့ဖိတ်ချင်ပါတယ်ဗျာ